အားလုံးမင်္ဂလာပါခရစ်တော်၏နာမ၌အားလုံးကိုနှုတ်ခွန်းဆက်တာပါတယ်ဘုရားသခင်ရဲ့ကွယ်ကာမစမှုရိပ်အောင်မှာအားလုံးဒီကောင်းချမ်းမာနေမယ်လို့ယုံကြည်မျှော်လင့်ပါတယ်မနေ့ကင်းတိုင်းမှာဘုရားသခင်ကိုချစ်တဲ့နှလုံးသားနဲ့နှုတ်ကပတ်တော်ကိုအချိန်ပေးနားဆင်ခြင်းအတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်မိတ်ဆွေသင်တယ်မိသားစုအိမ်သူအိမ်သားရောက်စီတိုင်းကိုထောက်ရပြားကောင်းကြီးပေးဖို့ကွယ်ကာဆောင်မဖို့ဆုတောင်းမြတ်တာပို့တာပါတယ် ဖျားနာနေတဲ့သူတွေ၊ဆေးရုံဆေးခန်းတွေမှာရောက်နေတဲ့သူတွေ၊ဘဝအတ္တဓာတ်ထဲမှာအခက်အခဲပြဿနာအမျိုးမျိုးနဲ့ရင်ဆိုင်ကြုံတွေ့နေရတဲ့သူတွေကိုလည်းဖျားခင်ကအလင်းအမြန်ကျမ်းမာရတဲ့အခွင့်ကိုပေးဖို့အခက်အခဲပြဿနာအမျိုးမျိုးကနေလွတ်မြောက်ရတဲ့အခွင့်ကိုပေးဖို့ဆုတောင်းမြတ်တာပို့တာပါတယ်။ရှလုံအလုံးပေါ်မှာသာရဖျားထမလာရောညိတ်တဲ့ခြင်းတည်ရောက်ပါစီ။ဖျားခင်ရဲ့ကျေးဇူးတော်တသက်ကြောင်း2025ခုနှစ်ရဲ့အောက်တိုဘာလ9ရက်နေ့ကိုရောက်ရှိလို့လာပါပြီ။ဒီနေ့ထိတ ိုင်အောင်လမ်းပြပူဆောင်တော်မူသောဘုရားခင်ရဲ့ကျေးဇူးတော်ပေါင်းကိုချီးမွမ်းပါတယ်။ဒီနေ့မနေ့မှာကျွန်တော်တို့အတူတကွအစဉ်ချင်းခွားယူရမယ့်ကြံပိုက်ကတော့ Epet Owarasa Kanji 1အပိုင်ငယ်79ကနေ79အထိဖြစ်ပါတယ်။စုတောင်းတော်အချက်ဟူမူကားငါတို့သခင်ယေရှုခရစ်ဘုရားခင်ဖြစ်တော်မူသောဘုန်းကြီးတော်အဖခမဲတော်သည်ကိုရောမြတ်ကိုတည်ကျဲလို့ငါပညာကို၎င်းထိုးထွင်းသောဉာဏ်ကို၎င်းသင်တို့အားပေးပါမည်အကြောင်းခေါ်တော်မူသောကြောင့်မျောလင့်ရသောအရာကား အဘယ်အရာဖြစ်ဒီကို၎င်းသန့်ရှင်းသူတို့သည်ခံရတော့အမွေတော်ဤဘုံစည်းစိမ်ကအဘယ်မြလောက်ကြီးဒီကို၎င်းယုံကြည်တော့ငါတို့၌ပြတော်မူတော့အလွန်ကြီးလှစွာတော့တကိုးတော်ကအဘယ်မြလောက်ကြီးဒီကို၎င်းတင်တို့သည်တည်စေခြင်းကတင်တို့ဤညံမျက်စီကိုလင်းစေပါမည်အကြောင်းဆုတောင်းပတနာပြု၏ကျမ်းပိုက်အဖြစ်ဘုရားခင်အထူးကောင်းချီးပေးပါစေ ီကျမ်းပိုက်ကတမန်တော်ရှင်ပေါလုကအေးဖက်မြို့ယုံကြည်သူအသင်းတော်အတွက်ဆုတောင်းပေးနေတဲ့ဆုတောင်းချက်ဖြစ်ပါတယ်ထို့အတူယနေ့ယုံကြည်သူများအတွက်လည်းဆုတောင်းခြင်းနဲ့ပတ်သက်ပြီးတွင်တင်ပေးနေတဲ့အရာဖြစ်ပါတယ်ကိုရောမြတ်ကိုသိကျဲလို့ငါပညာကို၎င်းထိုးထွင်းသောဉာဏ်ကို၎င်းသင်တို့အားပေးပါမည်အကြောင်းဖျားခင်ကိုသိကျွမ်းခြင်းနဲ့ဆိုင်တဲ့ဉာဏ်ပညာ ပြည့်စုံဖို့လိုတယ်။မနေ့ကကိုရော့ကိုတိခဲ့တာထက်ဒီနေ့ပူပြီးတိဖို့ဖျားခဲ့အလိုတော်ရှိတယ်။ယင်းဒီအကျွမ်းဝင်ခြင်းနဲ့အသက်ရှင်ဖို့ဖျားခဲ့အလိုတော်ရှိတယ်။ခေါ်တော်မူရောကြောင့်မျောလင့်ရတော့အရာကအဘယ်အရာဖြစ်ဒီကို၎င်း။တန်ရှင်သူတို့ဒီခံရတော့အမွေတော်ဤဘုံစည်းစိမ်ကအဘယ်မြတ်လောက်ကြီးတီကို၎င်းအမွေတော်ရဲ့ဘုံစည်းစိမ်ဘလောက်တောင်ကြီးမားလဲ တန်ဖိုးဖြတ်လို့မရနိုင်တဲ့သခင်ယေရှုခရစ်တော်ရဲ့အသွေးတော်နဲ့ရွေးဝယ်ခြင်းခံရတော့သူဖြစ်တဲ့အခါမှာဘလောက်တောင်သင်ကတန်ဖိုးကြီးမားလဲဘုရားခင်သင်ကိုခေါ်ထားတဲ့ခေါ်ခြင်းနဲ့ပတ်သက်တဲ့အမွေတော်ရဲ့ဘုံစည်းစိမ်ဘလောက်တောင်ကြီးမားလဲထာဝရကာလနဲ့ဆိုင်တဲ့ဘုံစည်းစိမ်ဘုရားခင်ပြင်ဆင်ထားတယ်သခင်ယေရှုခရစ်တော်ရဲ့အသွေးတော်အားဖြင့်ဘုရားခင်ရဲ့မိသားစုဝင်ဖြစ်လာတယ်ထာဝရအိမ်တော်သားဖြစ်လာတယ်ဘလောက်တောင်ဝမ်းမြောက်ဖို့ကောင်းသလဲ ဒီအရာတွေကိုသိနားလည်ခြင်းနဲ့အသက်ရှင်ဖို့ထိုးထွင်းသောဉာဏ်ပညာဖျားခင်ကိုသိခြင်းနဲ့ဆိုင်တဲ့ပညာဖျားခင်ပေးဖို့အတွက်တမန်တော်ရှင်ပေါ်လူကဆူတောင်းပေးခဲ့တယ်။ဉာဏ်မျက်စိဝิญဉျမျက်စိကြွယ်ခြင်းခံရတဲ့အခါမှာဘလောက်ကောင်းတဲ့နှုတ်ကပတ်တော်တမန်တရားကိုပဲကြားနေရပါလိမ့်စေနားမလည်နိုင်ဘူးဖြစ်တယ်။ဒါကြောင့်ဝิญဉျမျက်စိဝิญဉျနာဖျားခင်ဖွင့်ပေးဖို့အတွက်တမန်တော်ရှင်ပေါ်လူကယုံကြည်သူတွေအတွက်ဆူတောင်းပေးခဲ့တာဖြစ်တယ်။ ယုံကြည်သောငါတို့၌ပြုတော်မူသောအလွန်ကြီးလစွာသောတကူတော်ကအဘယ်မြောက်ကြီးဒီကို၎င်းတင်တို့သည်တည်စေခြင်းကတင်တို့ညံမျက်စီကိုလင်းစေပါမိကြောင်းဆုတောင်းပတ္ထနာပြု၏အလွန်ကြီးလစွာသောတကူတော်နဲ့ဖျားခင်နေစဉ်ဂျေစုပြုလျက်ရှိတယ်နားလေပါဖျားခင်ရဲ့နိုင်ငံတော်ကစကားနဲ့မတီးဘူး တကူနမိတ်လက္ခဏာနဲ့တည်တယ်။လွန်ခဲ့တဲ့ရက်အနှဲငယ်ကအသက်73နှစ်အရွယ်ကလေးမလေးတစ်ယောက်ကသူ့ရဲ့မျက်လုံးကမုံဝါးပြီးတော့ပါဝါများတဲ့မျက်မှန်ကိုတတ်ဆင်ရတယ်။အမြင်အာရုံတွေကြည်လင်ပြတ်သားမှုမရှိသလိုအရာအလုံးကိုမုံဝါးဝါးတာမြင်ရတယ်လို့သူကပြောပါတယ်။ဒူမရဲ့မိခင်နဲ့သူ ကျွန်တော်တို့တွေအားလုံးသဘောတူလျက်ဖျားရခင်ရဲ့မျက်မှောက်တော်ထဲမှာ တုံးဝင်ချင်းကပ်ဆူတောင်းခဲ့ကြတယ်။ဘုရားကရဲ့တနာချင်းဂရုဏာတော်ကအမြင့်အာယုံမုံွားနေတဲ့ကလေးမလေးကို ပြန်ပြီးမြင်စေခဲ့တယ်။မျက်မှန်မလို့တော့ပဲတမ်းမှန်ရှင်းလင်းစွာမြင်တွေ့ခွင့်ရခဲ့တယ်။ဘုရားသခင်ရဲ့နိုင်ငံတော်ကစကားနဲ့မတီးဘူး။ တကူနမိတ်လက္ခဏာနဲ့တည်တယ်။တင်ဘွားတတတဲ့မှာဖြားနာခြင်းတွေ ရှိလာတဲ့အခါတတိယပါတင့်ကိုကျမ်းမာစေတော်အရှင်ကျမ်းမာခြင်းရဲ့အရှင်က သခင်ယေရှုခရစ်တော်ဖြစ်တယ်။ယေရှုကဝင်းလေး၍ပင်မတော်သူပေါင်းတို့ငါထံတို့လာကြလော့ငါဒီချမ်းသာပေးမည်လို့ကျမ်းစာကပြောပါတယ်။ ဘဝအတ္တတရမှာဝင်လေးပင်ပန်းခြင်းတွေရှိလာတဲ့ခါတိုင်းမှာလေးလံတဲ့ဝင်ထုတ်ဝင်ပိုးတွေကိုတဲပိုးနေရတယ်လို့ခံစားနေရတဲ့ချိန်တိုင်းမှာဘုရားကရဲ့မျက်မှောက်တော်ကိုတိုးဝင်ဖို့အတွက်ဖြစ်ပါတယ်။ဘုရားကရဲ့မျက်မှောက်တော်ကတင့်ကိုကွယ်ကာပေးတဲ့နေရာ၊တင့်ကိုကြမ်းမာစေတဲ့နေရာ၊တင့်ကိုကုတပေးတဲ့နေရာဖြစ်တယ်လို့ဘဝရဲ့ဒဏ်ရာတွေ၊နာကျင်ခြင်းတွေအားလုံးကိုပျောက်ကင်းစေတဲ့နေရာဖြစ်ပါတယ်။တင်ဘွားရဲ့ချို့တဲ့ခြင်းတွေအားလုံးကိုဘုရားကရဲ့ကရုဏာတော်နဲ့ပြန်ပြီးဆက်ပေးမယ်လပစီမယ် ်တင့်တယ်စေမယ်။ဘုရားခင်ရဲ့ချစ်ချင်းမြတ်တာနဲ့နှုတ်ကပတ်တော်ကိုဝေမျှပါれ။အားလုံးကိုဘုရားခင်အထူးကောင်းချီးပေးပါစေ။တခါတခါမှပြိုလဲချဘဝရဲ့ချမ်းပြေမှာတခါတခါမှဟုံမုံမြင့်ထက်မှပြန်ဝဲကမလွန်ဆန်နိုင်မလောကကြီးရဲ့တောင်းဆိုရာ sống ta quý nhẹ sống giống nhau mà quân uy ye để kẻ lý lông mò bàn đỏ chơi mà nhìn ta đêm giấc lông lý nhà gà nơi gì đã trên nà dọa quý ta ta mò bàn đỏ đi ဘဝမှာငါရှင်ခွင့်ရှိနိုင်မလားအရာရာမှကြိုးစားသည်များအရာမထင်ခဲ့ဘဝလူတွေရဲ့ကြာနှကောင်းရှုံးတဲ့သူရဲ့ထင်ကတကပြေနို့ထလာတကယ်အော်စရာအရှင်သခင်ယေရှုခရစ်မောင်းနေတဲ့ဘဝ rê đai nuê thuê lòng chung sinh cha cho nó tu chăm và yê chu chăm và ai 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 rê đai a tê a tê a tê chen đi ra Hãy subscribe cho kênh Ghiền Mì Gõ Để không bỏ lỡ những video hấp dẫn မှာပြိုလဲကြဘဝရဲ့ချမ်းပြေမှာတခါတခါမှာဟိုမုံမြင့်တမ်းမှာပြန်ဝဲကဘလွန်စနိုင်မှာလောကကြီးရဲ့တောင်ဆိုရာနောက်ဆုံးတဝိညာဉ်ဆုံးဆုံးမြုပ်မှာဝန်တွေရဲ့တကယ်လေးလုံးမော 半路追梦，宁愿在最 lonely 夜该睡。天黑了，我回家、eh?。我半路回来，你也不管那些关心哪样？呀呀妈就咋的呀？呀妈真给我娃！ ဖြစ်နေတာအရာရာမှကြိုးစား သမျှအရာမတင်ခဲ့ဘဝလူတွေရဲ့ကြာနှောင်းရှုံးတဲ့တွေရဲ့ထေကလက်ခံတဲ့ Yeah, oh yeah. I should be Jesus, grandma.